မိဘပြည်သူပေါင်းစိတ်ချမ်းသာကိုကြမ်းပါပြီလို့ရင်ဆန္ဒတလုံးတော်ဝကြီးနဲ့ပြည်သူကြပါစေလို့ဥစွာပထမဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ပြည်သူစပီကာပန်ကြားလွှာအစီအစဉ်လေးကိုကျွန်တော်တို့အကြောင်းပြုမှုကြောင့်မတင်ဆက်ခဲ့တဲ့အပတ်ပေါင်းအောင်မနေပါဘူးဒါပေမဲ့ဒီပတ်မှာစတင်ပြီးတော့ပြန်လည်တင်ဆက်လိုက်ပါတယ်ခင်ဗျာအဲ့ပြည်သူစပီကာပန်ကြားလွှာအစီအစဉ်လေးရဆိုရင်ဒီကျွန်တော်တို့ဒီမတရားအာဏာသိမ်းတဲ့အကြမ်းဖက်စစ်ကောင်စီနဲ့အဲကျမစစ်ကောင်စီရဲ့နောက်လိုက်နောက်ပါဖြစ်တဲ့ရဲပြည်သူစစ်ပြူစောတီ ယာယီမှုစေယီမှုအစရှိတဲ့ပေါ့နော်စစ်တပ်တောက်တိုင်တွေရဲ့ဒီပြည်သူတွေပေါ်မတရားညှဉ်းပန်းနှိပ်စက်မှုတွေအတင်းအာရမငွေညစ်တာတွေနောက်ပြီးတော့အတင်းအာရမပေါ်တာဆွဲဖမ်းဆီးတာတွေအာနာပါဝါအာကိုနဲ့ဒီနိုင်တဲ့စီးနှင်းပြုကျင့်တာတွေကိုဒီပြည်သူတွေရဲ့ခံစားချက်တွေယဉ်နှင်းစကားကိုကျွန်တော်တို့ကပြည်သူတွေထံကိုပြန်လဲချပြရတဲ့အစီအစဉ်လေးဖြစ်ပါတယ်ပြည်သူတွေရဲ့ကိုစားပါဇက်ငါးနဲ့ပေါ့နော်ဒါပြည်သူရဲ့ခံစားချက်ကိုပြည်သူကိုစားပါဇက်ငါးနဲ့ပြန်လဲချပြရခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါမိဘပြည်သူများအနေနဲ့ဒီလိုမျိုး ခန်းစားချက်တွေယူနေစကားတွေကိုကျွန်တော်တို့ပြည်သူတွေကိုပြန်လဲချပြခြင်းနဲ့ပြည်သူစပီကာပန်ကြားလွှာအစည်းအဝေးလေးကိုတိုင်ကြားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့စိန်ဒီ YouTube channel နဲ့စိန်ဒီဆေးရောင်ဆုံး channel နဲ့နောက်ပြီးတော့စိန်ဒီ Facebook page နဲ့စိန်ဒီ Facebook Messenger မှာတိုင်ကြားနိုင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့စိန်ပန်း Facebook Messenger မှာလည်းတိုင်ကြားနိုင်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ YouTube တွေနဲ့ Facebook တွေရဲ့ comment တွေမှာလည်းတိုင်ကြားနိုင်ပါတယ်ခင်ဗျာဒီလိုတိုက်ကြလာတဲ့ဒီပြည်သူတွေရဲ့ပေါ့နော်တူဦးတယောက်ရဲ့နံပါတ်လေးတွေရဲ့လိပ်စာတွေကိုလုံးဝကျွန်တော်တို့ privacy တွေလုံးဝဖုံးကွယ်ပေးသွားမှာဖြစ်ပါတယ် ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ပြီးသူစပီကပန်ကြားလောက်အစီအစဉ်လေးကိုစတင်လိုက်ပါတော့ခင်ဗျဒီတစ်ခါကျွန်တော်တို့တိုင်ကြားရတာကတော့ကျွန်တော်တို့မြင်းညံခရိုင်တောင်သာမြို့နယ်ပေါ့နော်အဲ့ဒီရေခါကြီးရွာမှာရှိတဲ့ဒီအုတ်ကြီးအောင်မင်းကြီးတဲ့အောင်မင်းကြီးနဲ့သူရဲ့နောက်လိုက်ဒီမြင့်ဝေပေါ့နော်နောက်တစ်ခုကဒီစစ်တပ်တောက်တိုင်ဖြစ်တဲ့မောင်တန်းအဲမောင်တန်းတို့ကဒီရွာထဲမှာအတင်းအဓမ္မကဒီစစ်တပ်တင်းပေးတွေလုပ်ပြီးတော့ပြည်သူတွေကိုတရားဓမ္မညီမနှိပ်စက်တာတွေရှိပါတယ်နောက်ပြီးတော့ဒီစစ်ဘေးရှောင်ပြည်သူတွေကိုလည်းကောင်းကောင်းနေပေါ့ ်ဟောင်းဟောင်းမနေလို့ရှိရင်ဒီစစ်တပ်နဲ့ဖမ်းခိုင်းမယ်လို့လည်းသူတို့ကအတရားအမှချိန်ချောက်တာတွေရှိတယ်ငွေညစ်တာတွေရှိတယ်ကျွန်တော်ဒီလိုမလုပ်ကြပါနဲ့လို့ပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီစစ်ဘေးရှောင်ပြည်သူတွေဆိုတာဒါဒုက္ခရောက်နေလို့ပေါ့နော်စစ်ဘေးကိုရှောင်ပြေးလာခဲ့ရတာဖြစ်ပါတယ်ဒီလိုမျိုးဒုက္ခတွေတွေကိုဒီဒုက္ခထပ်မပေးစေချင်ပါဘူးဟိုခမရတို့အုပ်ကြီးတွေလည်းဒီပြည်သူတွေကပြည်သူပါပဲကျွန်တော်တို့လည်းပြည်သူတွေကပြည်သူပါပဲဒီတိုင်းရင်းသားညီကိုမောင်တို့မှဒီတနိုင်ငံနဲ့ဖွားတယ်ပေါ့နော်တိုင်းရင်းသားညီကိုမောင်တို့မှအချင်းချင်းဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ဒီပြည်သူတွေချင်းချင်းကိုငဲ့ညာတနာဖို့ကျွန်တော်ပြည်သူတွေဒုက္ခရောက်နေတာကိုကျွန်တော်ဖေးမကူညီဖို့ကျွန်တော်တို့တောင်းဆိုခြင်းပါတယ်ဒီလိုမျိုးကျွန်တော်တို့ကတောင်းဆိုတဲ့အရာကိုဒီအုပ်ကြီးတွေကဒီလိုပဲဆက်လက်ပြီးတော့ပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်နေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တက်ဆိုင်ရတော်လိုင်းတက်ခွဲပေါ့နော် APD အတည်းရနေပြီးတော့အဲ့အုပ်ကြီးတွေကိုကျွန်တော်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်သွားပြီးတော့တတိပေးပါမယ်ဒါမှအုပ်ကြီးတွေရဲ့ဒီလုပ်ရက်ကမပြင်းစင်ဘူးဆိုလို့ရှိရင်တော့အဲတော်လိုင်းတက်ခွဲတွေကတော့အေးအေးယူမှာဖြစ်ပါတယ် ဘယ်လိုရေးယူမလဲဆိုတာတော့နောက်ပိုင်းမှာပါပါတယ်အဲ့ဒါလေးကျွန်တော်တိဆက်ပါမယ်နောက်တစ်ခုကတော့ကျွန်တော်တနင်္သာရီတိုင်းကြီးဘိမ့်မြို့ကနေပြီးတော့ကျွန်းစုမြို့နယ်ဘက်ကိုလာတဲ့ဒီအမြန်ရင်ပေါ့နော်အမြန်ရင်ကိုအကျံဘက်စစ်တပ်ကနေပြီးတော့ဖမ်းဆီးပြီးတော့လူငယ်20ကျော်ပေါ်တာဆွဲဖမ်းဆီးသွားတယ်တဲ့အဲ့ဒီအမြန်ရင်မှာပါလာတာကကျွန်တော်လူပေါင်း60လောက်ပါတယ်ခင်ဗျအဲ့ဒီလူပေါင်း60လောက်တည်းမှာဒီအမျိုးသမီးတွေကိုပြန်လွတ်ပေးပြီးတော့ဒီအမျိုးသားတွေကိုပေါ့နော်လူငယ်20ကျော်ဟိုတော့သူတို့ကနေပြီးတော့ဒီမဲနိုင်ပြီးတော့သူတို့ဖမ်းမှာပါတယ် မဲရတော့သူတို့ကတော့ဒီဘောနော်တရားမျှတမှုနဲ့ညီညီပလာမဲမပါဘလုံးစင်မူတာပေါက်မဲတွေပဲသူတို့မဲနိုင်သွားပါလေခင်ဗျအဲ့ဒီမှာကျွန်တော်လူငယ်တွေဒီအနာဂတ်တော့တားကောင်းရတနာတွေအပြည့်သူစစ်တင်တဲ့နဲ့ကိုပါပါသွားပါလေခင်ဗျဒီသူတို့အပတ်စဉ်တော့ပါဆိုပါတော့ဒါမဲ့အပတ်စဉ်တော့ဆိုပြီးတော့ပတ်စဉ်73နာမည်အဲ့ဒီအတွက်ကျွန်တော်တို့ဒီလူငယ်တွေကိုဖန်ဆီးသွားပါလေခင်ဗျဒါတော့သူတို့အတေအာရမဖန်ဆီးသွားတယ်လို့ကျွန်တော်သိရပါတယ်ခင်ဗျ နောက်တစ်ခုသတင်းလေးကတော့ကျွန်တော်တို့ဒီမန္တလေးမှာငလျင်တန်းကြောင့်အဆောက်အုံများကိုပြိုကျပျက်စီးနေရတယ်။အဲအဲ့ဒါတွေကိုပြိုကျပျက်စီးနေတဲ့ဥစ္စာတွေအမြင်တင့်တယ်ဆိုတာကာယံပြီးတော့ပြန်ပြင်ဆင်ရမယ်လို့ဒီခွင့်သူတို့ခွင့်ပြုချက်ယူပြီးတော့အဲ့ဒါတွေပေါ့နော်ခွင့်ပြုချက်ယူခိုင်းတယ်ယူခိုင်းပြီးတော့သူတို့အမြင်ပြန်ပြင်တယ်ပြင်ဆင်ခိုင်းတယ်နဘွားမှာဒီအဆောက်အဦပြိုကျလို့အလူတော်မနေရတဲ့ကြားတဲ့အလူတွေဒီစီးပွားရေးတွေကလည်းအဆင်မပြေလုပ်ငန်းကိန်းတွေကအခွင့်လန်းတွေကလည်းအဆင်မပြေဇာနာရိက္ခာတွေကလည်းအဆင်မပြေအိမ်မောဝါတော်တက်မနေရတဲ့ကြားထဲမှာ တို့ကဒီအရာပြန်ပြင်ဆင်ရမယ်အမြင်တင့်တယ်အောင်ထားရမယ်ဆိုတော့ပြည်သူတွေအတွက်ကဘလို့ဆက်ပြီးတော့ခီးဆက်မယ်ပေါ့ဗျာနော်နောက်ပြီးတော့သူ့ရဲ့ online ပေါ့နော်အဲ့ဒီမှာရှိတဲ့ပြည်သူတူဦးကတော့ပြောတာရှိပါတယ်ကိုယ်တိုင်အိမ်ပြိုလို့နေစရာမရှိတာဘူးတဲ့ဘလို့အမြင်တင့်တယ်အောင်ထားမလဲတဲ့တွတ်ပြပြီးလက်မြေအိမ်အဆောက်ပြီးအိမ်ဆောက်ပစ္စည်းတွေအကုန်လုံးတော့ဈေးတွေကသုံးစားနေလေးစားထိတက်နေတယ်လို့သိရတယ်ဒီလိုဒုက္ခရောက်နေပါတယ်ဆိုမှအဲ့ဒီဈေးတွေကပေါ့နော် သုံးစားနေလေးစားတိတက်နေတယ်လို့ပြောတယ်နောက်ပြီးတော့အဲသူတို့ဈေးနှုန်းတွေကလည်းသူတို့ဗစက်ထဲမှာရှိတဲ့ဈေးနှုန်းတိုင်းကိုသူတို့ကပေးနေရတယ်ပေါ့နော်အဲ့လိုမျိုးရောင်းနေတာတွေတွေ့ရပါတယ်ဒုက္ခရောက်နေပါတယ်ဆိုမှအမြင်တက်တယ်အောင်ဘယ်လိုလုပ်မလဲလို့လည်းအဲ့ဒီပြည်သူတယောက်ကပြောရတယ်အဲ့ဒီမန်လေးမြို့မှာဒီငလင်ရောက်တိန်းဆောင်တိန်းဆောင်သွားတဲ့ဒီအထက်မြင့်အဆောက်အဦတစ်ခုရဲ့ဒီမြေပိုင်ရှင်တို့ကအဲ့လိုမျိုးပြောရတာဖြစ်ပါတယ်ဒါတော့ဘယ်လိုမှမကျွန်တော်တို့ပြည်သူတွေဒီလိုမျိုးနင့်နာဆုံးရှုံးနေရတာတွေကိုကျွန်တော်တို့ဘာမှမလုပ်ပေးတဲ့အပြင် အခုတနေ့ကလည်းကြားပါတယ်ကျွန်တော်အဲ့ပြိုကျပျက်စီးသွားတဲ့ပြည်သူတွေရဲ့ဒီမီတာပုံးတွေမီတာကမပေးဆောင်ဘူးဆိုလို့ရှိရင်နဲ့မီတာပုံးတွေလက်သိမ့်မယ်လို့လည်းကျွန်တော်သတင်းကြားတယ်ဒါကဒီလူတော်မနေရမယ်နဲ့ဒီမီတာကဘလို့လောက်ပြီးတော့သုံးပါလေအဲ့ဒါလာသိမ့်မယ်ဆိုတော့ဒါကတော့အတင်းအာရမငုံညစ်တာတွေပြောတော့เนาะကဲသတင်းနောက်တစ်ခုကတော့ကျွန်တော်တို့ပြည်သူတွေမျော်လင့်နေတဲ့အတိုင်းပဲဒီအုတ်ကြီးသတင်းလေးပေါ့ဗျာလာပြီလာပြီဒီအေယော်ဒီတိုင်းငပုတော်မြို့မှာအကြံဖတ်စစ်တပ် အတင်းအာရမစုဆောင်နေပေါ့နော်အုတ်ချုပ်ရေးမှုအဲစစ်စစ်သားတွေစုဆောင်ပြီးတဲ့ဒီပေါ်တာဆွဲအတင်းအာရမပေါ်တာဆွဲဖမ်းဆီးတဲ့အုတ်ချုပ်ရေးမှုတင့်ဝေအဲအဲ့တင့်ဝေကိုတဲ့အမြင်မသိတဲ့လူတစုကဒီအုတ်ကြီးရဲ့အိမ်မှာလာပြီးတော့ဓာတ်နဲ့ဝင်ထုတ်သွားတယ်တဲ့ကဲဒါတော့ဒါပြည်သူမြစ်တာစူးတာလို့ပဲကျွန်တော်ကပြောနေပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီပြည်သူတွေပေါ်မတရားညှဉ်းပန်းနှိပ်စက်တာတွေဒါတွေကတော်လိုင်းတက်ပွဲတွေကတစ်ချိန်နှစ်ချိန်သူတို့ကတတိပေးပါတယ်တတိပေးလို့မှမရဘူးဆိုလို့ရှိရင်တော့ဒါသူတို့ရဲ့သွားရလမ်းတော့ဒီလိုမျိုးပဲသွားမှာဖြစ်ပါတယ် ဒါကြောင့်မို့လို့ပြည်သူတွေနဲ့တသားတည်းရှိပါနော်ပြည်သူတွေကိုလည်းကျွန်တော်တို့ငဲ့ညာသနာပါပြည်သူတွေရဲ့ပြည်သူပဲဒါပေမဲ့ကိုရတာတဲ့အာနာလေးတပဲ၆ပြားနဲ့ပြည်သူတွေကိုနိုင်တဲ့စီးနေနေမလောက်ပါနဲ့ကျွန်တော်တို့တောင်းဆိုခြင်းပါလေနောက်တစ်ခုကတော့ကျွန်တော်ဘကိုးတိုင်းတာယာဝီခရိုင်တွင်းမှာအုတ်ကြီးတွေနဲ့ဒီစစ်တပ်တောက်တိုင်များတေဆုံတေဆုံမှုများပြားလို့ဆိုပြီးတော့ဒီဆိုင်ကယ်စီးရမှာပေါ့နော်အမျိုးသမီးအမျိုးသားနှစ်ဦးမစီးရဘူးလို့ကျွန်တော်အမိန့်ထုတ်ထားပါတယ်ဒါကတော့ခုနကဟိုလိုမျိုးအုတ်ချုပ်ရေးမှုတွေတေဆုံများလို့ ဆိုပြီးတော့အုတ်ချုံမီရက်ကွက်အယူစောတီးတယ်အဲ့လိုမျိုးတည်ဆုံများလို့ဆိုပြီးဆိုင်ကယ်တွေကိုနှစ်ယောက်စီးဝင်မပေးပါဘူးနောက်ပြီးတော့အမျိုးသမီးနောက်မှာလဲတဲ့အမျိုးသားမစီးရဘူးလို့လဲသူကစီကတ်တင်ကြတာပါသေးတယ်အဲ့လိုလေနောက်ပြီးတော့ဒီအမျိုးသားနှစ်ယောက်မစီးရဘူးအမျိုးသမီးနောက်မှာအမျိုးသားမစီးရဘူးအဲ့လိုမျိုးတွေပေါ့နော်ဆိုင်ကယ်နှစ်ယောက်စီးလို့မရဘူးလို့ဆိုလို့အဲ့လိုမျိုးတွေစီကတ်တင်ကြတာပါပဲဒါကလည်းသူတို့ကြောက်တတ်တာလို့ကျွန်တော်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအုတ်ချုပ်ရေးမှုတွေရှင်းလင်းခံရတာတွေ နောက်ပြီးတော့ရက်ွက်အုပ်ချုပ်ရေးမှုယာယီမှုပြူစော်တိတွေဒါတွေကပြည်သူတွေအတွက်ပြူတို့တွေကမတရားလှုပ်ဆောင်နေတဲ့အတွက်ကြောင့်မလို့ပြည်သူတွေပေါ်မတရားညှဉ်းပန်းနှိပ်စက်တာတွေအတင်းအဓမ္မငွေညစ်တာတွေအဲ့လိုမျိုးတွေလှုပ်ဆောင်နေလို့ဒါပြည်သူကာကွယ်ရေးတပ်တွေကလည်းဒီလိုရှင်းနေရခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့သူတို့ကလည်းကြောက်ပြီးတော့နှစ်ယောက်စည်းဝေးမပြူပါဘူးဟုတ်ကဲ့ပါနောက်တဲ့သတင်းလေးတစ်ခုကတည်းကဒီဘေးရင်မျိုးနဲ့အိုထိန်ကွင်းရွာအဲ့ကြီးရစတဲ့ညောင်းဦးလေအကျမစစ်တပ်ကလေနဲ့ဘုံကျဲတော့ ကျောင်းသားကျောင်းသူအယောက်50ကျော်ထိခိုက်ဒဏ်ရာရပြီးတော့ဆရာမ၂ယောက်အပါဝင်ကျောင်းသားကျောင်းသူ73ယောက်တေဆုံးသွားတယ်ဗျာစိတ်မကောင်းစရာပါပဲဒါတော့ကျွန်တော်ကလုံးတည်ရတာပေါ့နော်ကျွန်တော်စီးရင်အတိအကျတော့ဆက်လက်ပြီးစုံလမ်းနေကြရှိပါတယ်ရက်ဆက်လိုက်ကြတာဗျာဒီလောက်တောင်မှရက်ဆက်လိုက်ကျောင်းသားကျောင်းသူလေးတွေကိုဘာအပြစ်ရှိလို့လဲဗျာယဟန်တက်ပြည်သူတက်ကျောင်းသားတက်ဘုံကြီးတက်တဲ့ဒီအကြပ်စစ်တက်ကအခုလဲကျောင်းသားကျောင်းသူတွေကိုတတ်လိုက်ပြန်ပြီဗျာအယောက်50ကျော်ထိခိုက်ဒဏ်ရာရပါတယ် ရင်ထဲကတော့တိတ်မကောင်းဘူးပေါ့ဗျာဒါကျွန်တော်တို့အနာဂတ်ရဲ့သားကောင်းယတနာလေးတွေနာဂတ်ရဲ့ကျေပွန်းလေးတွေဖြစ်ပါတယ်စာတင်ကြောင်းကလက်နဲ့ကင်တယ်မဟုတ်တာခဲတဲ့ဘောပင်စာရွက်ကင်တဲ့ဥစ္စာကိုဒီလိုမျိုးလေနဲ့လက်နဲ့ကြီးနဲ့ဘုံကျရသလားလို့ကျွန်တော်တို့ပြည်သူတွေလည်းကျွန်တော်ပြောချင်တာကတော့သွေးမအေးကြဘူးပေါ့နော်ဒီအချမ်းဘတ်စစ်တပ်ကရည်ရချက်ရှိရှိဒီဘုံကြီးကျောင်းတွေစာတင်ကြောင်းတွေစေးရုံတွေကိုရည်ရချက်ရှိတိုက်ခိုက်နေတာတွေကျွန်တော်မကြမကြတွေ့နေရပါတယ် ကျွန်တော်ပြည်သူတွေအနေနဲ့လည်းဒီတက်နိုင်တဲ့ဘက်ကနေပြီးတော့ဒီအကြမ်းဖက်စစ်တပ်ကိုအမြင့်ပြတ်တော်လှန်ဖို့တရောင်းတနေရာနေပါဝင်စေချင်ပါတယ်ကျွန်တော်တို့ဒီလိုသတင်းလေးတွေလည်းဟိုများများပေးပေးကြပါဒါလည်းဒါမှလည်းကျွန်တော်တို့ဒီမြန်မာနိုင်ငံလုံးမဟုတ်ချိမှမြန်မာနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေကိုကျွန်တော်ပြန်လဲချပြလို့ရပြီးတော့ကမ္ဘာမှာရှိတဲ့ပြည်သူတွေအကုန်လုံးလည်းကျွန်တော်ဒီလိုမျိုးသတင်းတွေပြန်လဲချပြလို့ရမှာဖြစ်ပါတယ်အဲ့တော့ပြည်သူတွေရဲ့ရင်သွေးခံစားချက်ကို ပြည်သူကိုယ်စားပါးစပ်ငါးနဲ့ပြည်သူတွေပြန်လဲချပြရတဲ့အစီအစဉ်လေးကျွန်တော်ဒီလောက်နဲ့တင်ဆုံးသက်ဝင်ပြုပါကျွန်တော်တို့ဒီအစီအစဉ်လေးကိုပါဝင်ပြီးတော့ကျွန်တော်တို့ကိုအသတင်းလေးတွေပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ပြည်သူစီဗီကပန်ကြားလောအစီအစဉ်ရဲ့ comment အောက်မှာလည်းကျွန်တော်တို့သတင်းတွေပေးထားနိုင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့စိန်ဒီ YouTube channel နဲ့စိန်ဒီ Facebook account နဲ့စိန်ဒီ Facebook page နဲ့စိန်ဒီ Facebook Messenger မှာလည်းတိုင်ကြားနိုင်တယ်လို့ကျွန်တော်ရဲ့စိန်ပန်း Facebook Messenger မှာလည်းတိုင်ကြားနိုင်ပါတယ်ကျွန်တော်တို့ရဲ့ YouTube ပေါ့နော် YouTube နဲ့ Facebook တွေရဲ့ comment တွေမှာလည်းတိုင်ကြနိုင်ပါတယ်ခင်ဗျာနောက်ပြီးတော့ကျွန်တော်တို့တိုင်ကြလာတဲ့သူတွေရဲ့ဒီနာမည်တွေ privacy တွေကိုလုံးဝကျွန်တော်တို့ဖုံးကွယ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့တိုင်ကြမယ်ဆိုလို့ရှိရင်ဒီရက်ကွက်အုပ်ချုပ်ရေးမှုပဲဖြစ်ဖြစ်ရာအိမ်မှုပဲဖြစ်ဖြစ်ပြူစောတွေပဲဖြစ်ဖြစ်ပြည်သူတွေပေါ်မတရားညှဉ်းပန်းနှိပ်စက်တဲ့လူတွေပေါ့နော်အဲဒီစစ်တပ်တောက်တိုင်တွေအစပေါ့နော်အဲ့လိုမျိုးတိုင်ကြမယ်ဆိုသူတို့ရဲ့ဒီရက်ကွက်မြို့နယ်နာမည်အတိအကျလေးတွေကျွန်တော်တို့တိုင်ကြစေချင်ပါတယ်ခင်ဗျဒါမှလည်းကျွန်တော်တို့ပြည်သူတွေအတိအကျပြန်လဲချပြလို့ရမှာဖြစ်ပါတယ် ကဲဒီစီစဉ်လေးဆိုရင်လည်းဒီလောက်နဲ့ကျွန်တော်တို့ရနာခွင့်ပြီပါနောက်ပတ်နေမှာလည်းကျွန်တော်တို့ပြည်သူစပီကပန်ကြားလို့အစီအစဉ်ညပြည်သူချီရရင်တွင်စကားကိုပြည်သူတို့ပြက်လဲခြားပြတဲ့အစီအစဉ်လေးကိုနောက်ပတ်ဒီလဲစောင့်ကြောအားပေးကြပါအောင်လို့ကျွန်တော်တို့ပြောရင်းနဲ့မြန်မာပြည်ကြီးအမြန်ဆုံးအေဂျင့်ပါစီလို့ဆုတောင်းရင်းကျွန်တော်နှုတ်ဆက်လိုက်ပါတယ်あ。